အားကောင်းကောင်းထွင်ရင်လည်းတခဲလေးတစ်လုံးနဲ့တလို AC မီထွင်ရင်လည်းဆိုရင်တော့ဒီ circuit လေးဆင်ပြီးတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေအသုံးပြုလို့ရမှာဖြစ်ပါတယ်။အင်မတန်မှဒါ circuit ဆင်ရတာလည်းရိုးရှင်းလွယ်ကူတယ်နော်။အဲ့ဒါတကယ်လို့နားမလဲတာအဆင်မပြေတာရှိရင်လည်းကျွန်တော်ဒီမေးလို့ရပါတယ်နော်။ဒီ comment လေးကနေမေးလို့ရပါတယ်နော်။ကျွန်တော်ရဲ့ဒီ ASM Basic Electronic Projects Channel ကနေပြီးတော့ကျွန်တော်ချင်းမိတ်ဆွေတင်နေခြင်းတွေအတွက်เนาะဒီ Electronic Projects လေးတွေမျိုးစုံပေါ့เนาะတစ်ခုနဲ့တစ်ခု project တစ်ခုနဲ့တစ်ခုမတူအောင်မထပ်အောင်ကျွန်တော်လည်းတတ်နိုင်တယ်များစူးစမ်းပြီးတော့အဆင်ပြေတဲ့အကြောင်းအရာလေးတွေကိုပဲရွေးချယ်ပြီးတော့မျှဝေပေးနေတာဖြစ်ပါတယ်နော်။ကဲဒါမီးခွေးလေးဖြစ်ပါတယ်။မီးခွေးတော့မနိုင်ဘူးပြန်နော်။မီးခွေးကြတော့ဒီမှာမိတ်တုတ်မိတ်တုတ်ပဲဖြစ်နေတယ်။နော်အစိမ်းရောင်အထိလည်းသူတွက်မလာဘူးပေါ့နော်။အဲ့ဆိုမီးခွေးတော့မရဘူး။ရိုးရိုးဒီ LED လေးတောင်မီးဒီကောင်လာပါနော်။အဲ့အဖြူရောင်မီးဒီရတယ်နော်။ဒီအစိမ်းရောင်မီးခွေးတော့မရဘူးပြန်နော်။ဒါကျွန်တော်စန့်ကြည့်တယ်နော်။ကဲဆိုကနကတာ ် LED MIDI ပဲပြန်ထွန်မယ်ပြန်ပြီးတော့စမ်းပြပါမယ်เนาะကဲဒီမှာเนาะကျွန်တော်မိတ်ဆွေတကယ်ချင်းတွေ့တဲ့အတိုင်းပဲဒီ AC LED MIDI ကတော့ကျွန်တော်တို့တကယ်လေးတစ်လုံးနဲ့ねကောင်းကောင်းလင်းအားကောင်းကောင်းနဲ့အသုံးပြုလို့ရမှာဖြစ်ပါလိမ့်ရောเนาะကဲကျွန်တော်ဗီဒီယိုလေးတွေကိုအများအားကြီးစုအားပေးနေတယ်ကျွန်တော်ချမိတ်ဆွေတကယ်ချင်းတွေညီပေါ်မောင်နှမတွေတူချင်းတယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ပါတယ်တောင်းဆိုထားတဲ့မိတ်ဆွေနှစ်ဦးလည်းအားရကျေးနပ်မယ်လို့ကျွန်တော်ပြောလင်ပါတယ်เนาะ ကဲအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပါစေအဆင်ပြေကြပါစေခင်ဗျာ